ူကြီးသည်သူ့အနီးမှကြောက်တုံးတစ်ခုအတွင်း၌ကလေးငယ်တဦးရှိနေသည်ကို တွေ့ရှိရသည့်အခါအလွန်တုံ့လို့သွားခဲ့သည်သူတုံ့ပြန်မှုမပြုနိုင်မီတွင်ထိုကလေးငယ်သည်ကြောက်တုံးမှပလက်အနေထားဖြင့်ထွက်လာခဲ့သည်ခဏအတွင်းမှာပင် ထိုကလေးငယ်သည်6နှစ်အရွယ်မိန်းကလေးတဦးအဖြစ်သို့ပြောင်းလဲသွားခဲ့သည် တဟန်သည်ဤမြင်ကွင်းကိုတွေ့မြင်ရသည့်အချိန်တွင်အလွန်အံ့အားသင့်သွားခဲ့တော်လဲသူသည် ထိုမင်းကလေးကိုအိမ်သို့ခေါ်ဆောင်သွားခဲ့သည် သူဤဇနီးသည် မင်းကလေးကိုမြင်ရသည့်အခါအလွန်ပျော်ရွှင်သွားခဲ့သည်တိုင်ပင်ပြီးနောက်သူတို့သည် မင်းကလေးကိုငွေစားရန်ဆုံးဖြတ်ကာကြာဟုအမိပေးခဲ့ကြသည်ဒီပုံပြင်လေးကစိတ်ဝင်စားပွဲဂျပန်ရှေးဟောင်းပုံပြင်လေးဖြစ်ပါတယ် ခုချာနယ်လေးကအိမ်တွင်းဆေးမီးတို့လေးတွေနဲ့စိတ်ဝင်စားစရာဇာတ်လမ်းလေးတွေတင်ပေးနေလို့ like follow လို့ subscribe လေးလုပ်ပြီး comment မှာ okay ပြောပေးနော်။ကြရင်မွေးရပါစိမ့်ပြတော့မျိုးလုံးများရှိသည် သို့တော်လဲရွာမအခြားကလေးများသည် သူမကိုတရဝါဆန်းအဖြစ်ဆက်ဆံခဲ့ကြသည် သူတို့သည် သူမကိုကြောက်တုံးများပင်ပြစ်ခဲ့ကြသည်ထူးဆန်းချက်မှာကြရသည်ငိုကြွေးခြင်းသို့မဟုတ်စိတ်ဆိုးခြင်းမရှိခဲ့ပေရင်းစားသူမသည်လက်ဖြင့်လှုပ်ရမ်းလိုက်ုံများဖြင့်နဖူးပေါ်ရှိဒဏ်ရာသည်ချက်ချင်းပြောက်ကွယ်သွားခဲ့သည်ထို့နောက်သူမသည်မြေပြင်မှကြောက်တုံးတစ်ခုကိုကောက်ယူပြီးသူ့ကိုတိုက်ခိုက်ခဲ့သော ရောင်ကြားလေးစီသို့ပြန်လည်ပြစ်ခဲ့ရာမှာထိခိုက်သွားခဲ့သည်သို့တော်ထိုရောင် ကြားလေးသည်ကြေးရွာစောပွား၏သားဖြစ်နေခဲ့သည်မကြမီကြေးရွာစောပွားသည် လူအုပ်ကြီးဖြင့်တဟန်၏အိမ်သို့ရောက်ရှိလာကာကုသစရိတ်အဖြစ်ငွေကြေးမြောက်များတောင်းဆိုခဲ့သည်တဟန်တွင်အကြိမ်ကြိမ်တောင်းပန်ပြီးကြီးမားသောအကျွေးစာချုပ်တစ်ခုကိုလက်မှတ်ရေးထိုးရန်မှအပအခြားရွေးချယ်စရာမရှိခဲ့ပေကြေးရွာစောပွားတို့ထွက်ခွာသွားပြီးနောက်တဟန်သည်စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားခဲ့သည့်ရန်နှဲငယ်အတွင်ထိုကဲ့သို့သောငွေပမာဏများပြားစွာမြည်သူများရရှိနိုင်မည်မဟုတ်ပေထိုချိန်တွင် သူ၏ဇနီးကသူ့အားအကြံဉာဏ်တစ်ခုပေးခဲ့သည့်သူသည်ချက်ချင်းပင်ကြာမွေးဖွာအားလာခဲ့သောကြောက်တုံးကိုယူကားကြောက်မြေရနာဆိုင်သို့သွားရောက်အကဲဖြက်ခဲ့သည်အဟောပွေရာမှာဆိုင်ရှင်သည်ကြောက်တုံးကိုနီးကက်စွာစစ်ဆေးကြည့်ရှုပြီးနောက်ငင်းသည်တံမိုးကြီးရနာဆိုရာရှာဖွေတွေ့ရှိခဲ့သည်ဒဟန်သည်ဤတွေ့ရှိချက်ကြောင့် လုံးဝအံ့အားတင်သွားခဲ့သည်သူသည်ချက်ချင်းပင်နောက်ဖေးဥယျာဉ်သို့သွားကာထိုကြီးမားသောကြောက်တုံးကိုတူးဖော်ခဲ့သည်ထိုချိန်မှစ၍တဟန်သည်ဒေတာရင်ချမ်းသာကြွယ်ဝသူတဦးအဖြစ်ဉာဏ်ဆန်းစွာယက်တီလာနိုင်ခဲ့သည်သို့တော်လည်းသူတို့မမျှော်လင့်ထားသည်မှာရန်နေငယ်အတွင်ထိုငယ်ရွယ်သောမိန်းကလေးသည် ရုတ်တရက်အသက်၁၈နှစ်အရွယ်မိန်းကလေးတဦးအဖြစ်ကြီးပြင် ။လာချင်းပင်ဖြစ်သည့်ထိုခိုက်တွင်ဖြတ်သွားဖြစ်လာလူကြီးတဦးကသူမကိုထူဆန်းသောအကြည့်ဖြင့်ကြည့်ရှုလိုက်သည်။ဆက်လက်နားထောင်လိုပါကကောမန့်မှာတင်ပေးပါလို့ပြောခဲ့ပြီးကျေးဇူးပါ။